ရတနာဒီမွေဟာငါတို့တာဒီမီတော်ဆေရဲ့ကိုယူဝဲတမီကြည့်တော့ရသည်နော်ဒီဒီကစွာတာပဲရရတာဝိမီရဲ့ပြန်လာရရင်ပြန်လာကြည့်အပြင်းမင်းသူကဂုံပြုတ်ပေးမယ်ဆိုတဲ့ဟာလေးတခုရိုက်ကြရရှိပါတယ်ဒီချူကသူအိုက်တာဂျေးကိုမပြောဘူးဒါတီတီကိုတော့ပြောတာမဟုတ်ပါဘူးအဲ့လိုမျိုးပေါ့နော်ဒါလည်းတော့ ငါလည်းမန်နေဂျာလေးကိုပြောတာပေါ့အဲငါငါဂုံပြုမယ်ဂုံပြုခြင်းလို့ရိုက်ပေးမယ်ငါ့ကိုပတ်စံစကားတွေမပြောနဲ့ငါဂုံပြုပြီးတော့ရိုက်ပေးမယ်ဆိုတဲ့ကားလေးရှိပါတယ်မရရသေးပါဘူးဒီနေ့ပွဲလေးကတတီစိန်စပယ်ဘူးကြော်ညာလေးကိုရိုက်ထားတယ်။အဟာပေါ့ရိုက်ပြီးသွားပြီလေ။ဒါလေးကတတ်တတ် promotion ထပ်လုပ်တာပါပွဲလေးပါကြော်ညာနဲ့မတူသောအကြော်ညာမျိုးလေးကိုဖန်တီးထားတာပါအစိစပယ်ကူကနေပြောလေအဲ့လိုမျိုးဒီဖန်တီးပြီးရိုက်ထားတာပါဟိုတေဂီတာလေးကအစအတေဂီတာလေးကအစအဲ့လိုမျိုးပို့အဲအကယ်ဒမီဒီယာမောကနေတီးပေးထားတာပါနောက်ပြီးတော့ကျူးမနေလဲဟိုတာမန်ကျူးမျိုးမဟုတ်ဖဲနဲ့လေအဆန်းလေးလုပ်ထားပါတယ် ခိုင်းကြုံညာနဲ့မတူဘူးသမီးလေးရဲ့အဲသူကဟိုတီတီတို့ကိုတချင်းလေးပို့ကြတဲ့ရတချင်းလေးကအဆန်းလေးဖြစ်နေတယ်အဆိုတော်လေးလည်းအဲ့လိုမျိုးပေါ့နော်အရန်တော်တယ်ပေါ့နော်အဲ့လိုမျိုးလေးကျုံလေးလေးအဆန်းလေးဖြစ်နေတယ်တီးထားတဲ့သူကိုယ်တိုင်ကလည်းဒီအားမိုးတီးထားတယ်အဲဆိုတော့အဆိုတော်တော့မသိဘူးအတန်းတော့တော်တော်နားထောင်လို့ကောင်းနေအဲ့ဒါလေးကိုတီတီတို့ဒါမရိုက်ခင်တည်းကတချင်းနေပို့တယ်ပို့ပြီးတော့အဲဒါလေးတွေကိုဟိုကို ပါမဲ့ကိုဆိုရမယ့်အပိုက်ကလေးတွေကိုအရင်ကြိုကျက်ထားရတာပေါ့ကြိုကျက်ထားပြီးတော့ rehearsal တညလုပ်သေးတယ်ည9နာရီကနေတီတီတို့ညအဝါလောက်ဖြစ်သွားတယ်7လောက်ဖြစ်သွားတယ်7 7လောက်ဖြစ်သွားလीအဲအဲ့ဒီလောက်အထီကိုအဲ rehearsal လုပ်တယ်လုပ်ပြီးတော့မှနောက်တနေ့မှရိုက်တာနောက်တနေ့မှရိုက်တာ rehearsal လုပ်တာတရက်ရိုက်တာတရက်ပေါ့နှစ်ပေါင်း40 40တောင်ဟိုဖြတ်တန်းလာခဲ့ပြီးပြီပေါ့နော် မန္တလေးမှာကြတော့ပင်ရင်မန္တလေးမှာနှစ်ဆိုင်နောက်ပြီးတော့ဒီ junction မှာတစ်ဆိုင်သုံးဆိုင်မှာနောက်ပြီးတော့သူကကြတော့အဲ GIA certificate လက်မှတ်ရထားတယ်ဟိုကမ္ဘာဈေးနှုန်းနဲ့အညီနောက်ပြီးတော့ဟိုစိန်အရွယ်စားလိုက်တွေကိုကမ္ဘာဈေးနှုန်းနဲ့အညီငယ်ဟိုရောင်းချတဲ့စိန်စပယ်ဘူးဖြစ်ပါတယ်နောက်ပြီးတော့ဒီစိန်စပယ်ဘူးကကြတော့အဲစိန်အရည်အသွေးအပန့်တွေအကောင့်တွေကိုပဲငါတုံးထားတာဖြစ်တယ်နောက်ပြီးတော့အဲစိန်စပယ်ဘူးကနေပြီးတော့လဲကျင်တဲ့ ပြန်ပြီးတော့အစ်စ်တဖန်အလဲခြင်းနဲ့ဆိုလို့ရှိရင်လည်းအေးသွေးမှီတဲ့ပစ္စည်းတွေကိုပြန်ပြီးတော့လဲပေးနေပါတယ်။ကြောင်းကြားတွေတောက်ချောက်ရဲ့တယ်ဆိုတော့အရင်ကြီးတဲ့အကြီးကြီးတွေလည်းဟုတ်ပါဦးမမီရဲ့အဲ့လိုမျိုးပေါ့ဟိုတီတီလို့ပြောမလဲအတင့်တရအောင်တင့်တရအောင်တင့်တရအောင်လေးတွေအကုန်လုံးပေါ့အာတမာတိပေါ့နော်တမာတိပေါ့အဆင်ပြေအောင်သူလည်း producer လည်းအဆင်ပြေတီတီလည်းအဆင်ပြေအောင်အဲ့လိုလေးတွေညှိပြီးတော့ရိုက်တာပါတီတီတောင်မမှတ်မိတော့ဦးမမီရဲ့တိလားတော်တော်ကြာပြီးရိုက်ထားတာလေ ော်တော်ကြာပြီးရိုက်ကြတော့မိချိုနဲ့မိချိုကက်နေရလေစွာနေရဒီတရစွာတာပဲရိုက်ရတာဝမီရဲ့မိချိုနဲ့စုံဖို့ရှိပါတယ်ဟိုတီတီတို့ဟိုနင်းမပြောလိုက်နဲ့မှားသွားမှလည်းဆိုရသည်အဲ့လိုမျိုးပဲလေဟိုမိချိုကဂုံပြုတ်ပေးမယ်ဆိုတဲ့ဟာလေးတစ်ခုရိုက်ကြရရှိပါတယ်မိချိုကသူအိုက်တာဂျေးကိုမပြောဘူးဒါတီတီကိုတော့ပြောတာမဟုတ်ပါဘူးအဲ့လိုမျိုးပေါ့နော်ဒါလည်းဟိုတယ် ငါလဲမန်နေဂျာလေးကိုပြောတာပေါ့အဲငါငါဂုံပြုမယ်ဂုံပြုခြင်းလို့ရိုက်ပေးမယ်ငါ့ကိုပတ်စံစကားတွေမပြောနဲ့ငါဂုံပြုပြီးတော့ရိုက်ပေးမယ်ဆိုတော့ ကားလေးရှိပါတယ်မရရသေးပါဘူး2026မှာပရိသတ်တွေရောငါသားတွေတမီးတွေကအကုန်လုံးသားတို့တမီးတို့ကလည်းပရိသတ်တွေသိကျင်တဲ့ဇကားလေးတွေကိုဆက်သွယ်ပေါင်းကူးပေးတဲ့ဒရားလေးတွေဖြစ်တယ်ဇကားလက်ဆောင်လေးတွေကိုယူသွားပေးတဲ့သားတွေတမီးတွေဖြစ်တဲ့အတွက်သားတို့တမီးတို့ရောပရိသတ်တွေရောအားလုံးကြည်ကြည်လင်လင်ရွှေရွှေလန်းလန်းနဲ့နှစ်သက်မှာချမ်းသာဒုက္ခအပေါင်းပြည့်စုံကြပါစေလို့ဒီနေ့ကနေ့စုတောင်းမြတ်တာပို့တာပါတယ်